DNL စုတ်ခွာမဲ့မိုးမိန်မြို့မှာ ABSDN နဲ့ PDF တွေကို GIA ကစီရေးရအကူညီမဲ့ဆိုပြီးတော့ GIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကပြောဆိုခဲ့ပါတယ်။မိုးမိန်မြို့ကိုစစ်တပ်လက်အောက်မကြောက်စီရင်ခိုင်ပကဖားနဲ့မဟာမိန်များပူးပေါင်းဆောင်ရွက်မယ်လို့လည်းကတိပြုခဲ့ပါတယ်။ရှက်ပြည်နယ်မြောက်ပိုင်းတောင်တီအန်အယ်လီစုတ်ခွာမဲ့မိုးမိန်မျိုးက ABSDN နဲ့ PDF တွေကို KIA ကစစ်စင်ရေးအကူအညီမဲ့လို့ KIA ကိုပြောခွင့်ရဗိုလ်မှူးကြီးတော်ဘူးကရန်ကုန်ခရစ်တဲ့တင်ထာနာထံကိုပြောဆိုခဲ့ပါတယ်။ ဘုံမိတ်မြို့နယ်မှာ GIA တရင်များရှိနေပြီး ABSD ရဲ့ PDF တို့နဲ့အတူပူပတ်ရှိနေကြောင်းတပ်ပေါင်းစုအဖြစ်အတူတူနေထိုင်ပြီးအခြေချထားကြောင်း GIA အနေနဲ့ဒီနယ်လေးစုတ်ခွာမဲ့မုံမိတ်မျိုးနှင့်ပတ်သက်၍စီးရဲရဆောင်ရွက်ရန်မရှိတော့လေ ABSD ရဲ့ PDF တို့ဤစီးရဲလှုပ်ရှားမှုများလှုပ်ဆောင်လာလျင် KIA ကကူညီသွားမယ်ဖြစ်ကြောင်းဗမူကြီးနော်ဟုကပြောဆိုခဲ့ပါတယ်မုံမိတ်မျိုးနယ်ထဲမှာကျွန်တော်တို့ KIA တရင်34ရှိရယ် KIA PDF တပ်ပေါင်းစုအတူတူနေတဲ့အခြေချထားတယ်။မုံမိတ်မျိုးနဲ့ပတ်သက်လို့တီးတန့် KIA ကတော့ဘာမှလုပ်ဖို့မရှိဘူး။ဒါပေမဲ့မဟာမိတ် ABSDN နဲ့ PDF တွေကိုတော့ KIA ကအကူအညီတမ်းမျိုးရှိနိုင်တယ်လို့ဗိုလ်မှူးကြီးနော်ဘူးကရန်ကုန်ကိတ္တတင်ဌာနထံသို့ပြောဆိုခဲ့ပါတယ်။မိုးမိတ် KIA ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းမိုးမိတ် KIA တွင်ဖြစ်ပေါ်နေသောအခြေအနေများရဲ့မိတို့ပင်အခက်အခဲဖြင့်ကြုံတွေ့နေတော်လဲပြည်သူ့နဲ့တားတဲ့ရှိနေမှာဖြစ်ကြောင်းဒါအပြင်စီရေးကော်မရှင်လက်အောက်သို့ မကြောက်စေရန်နှင့်တော်လရင်အောင်မြင်မှုပန်းတိုင်စီတို့အမြန်ဆုံးရောက်ရှိစေရန်တော်လရင်ညီနောင်မဟာမိတ်များနှင့်အတူပူးပေါင်းပြီးတော့အောင်မြင်မှုရတဲ့အထိဆက်လက်ချီတက်သွားမယ်ဖြစ်ကြောင်းလည်းဂရုသစ္စာပြုထားတယ်လို့သိရပါတယ်။တီနလီကအော်တိုဘာလ29ရက်နေ့မှာတရုတ်ရဲ့ဂျာဝင်စစ်စမ်းမှုဖြင့်မြန်မာစစ်တပ်နဲ့အပြစ်ခက်ရက်ဆဲပြီးမိုးကုန်းနဲ့မိုးမိတ်မျိုးတွေကိုပြန်လည်ဆုတ်ခွာမယ်ဖြစ်ကြောင်းတရားဝင် ထုတ်ပြန်ကြေညာထားပါတယ်